မင်္ဂလာပါရှင့်ဖြိုးပါဒီနေ့ရှာလဲသွားမယ်တင်မောတီတုံတုံကြီးလေးပြန်လဲပြဝေးပြီးခြင်းပါရှင့်တင်မောဒီတုပ်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့တင်မောဒီကော်ဖီမြုပ်တီချောင်းအချီးတီအာလူပြုံးမြုပ်တီချောင်း တက်မရသည်နဲ့ကျက်သွန်နီတို့လိုပဲပါရနော်ဒီနေ့တော့တင်မော်တီကိုတစ်ချက်နဲ့တုံစားပါမယ်ရှင်ရန်300နဲ့ဝယ်လာခဲ့တဲ့တင်မော်တီကိုအစိထုံအခွန်ခွာရေးစိပြီးတော့ချစ်လိုက်ပါရနော်မြမကတင်မော်တီတွေကပေါ်တယ်လို့ဂျပန်မှာကတော့ဈေးနည်းနည်းကြည့်ပြီးတော့ပိုင်တိုင်းမှာမရပါဘူးရှင် တင်မောဒီချစ်ပီးရနဲ့တုံးဖို့အတွက်လိုအပ်တာတွေကိုပြင်ဆင်လိုက်ပါရနော်တင်မောဒီတုံးဆိုရင်ချွတ်ချွတ်လေးနဲ့စားလို့ကောင်းတဲ့ကြက်တုံးဒီကိုမပါမချစ်ခဲ့တော့ပြပါရရှင်ကြက်တုံးဒီကိုပပလိပြီးရပြင်ဆင်ထားလိုက်ပါရနော်ပြီးရင်တော့အိမ်ဆိုင်နဲ့နဲ့မင်းအနေငယ်ကိုလည်းထဲထုတ်ဖို့ပြင်ဆင်လိုက်ပါရဲ့ရှင်။ နနမင်းတင်စီပြီးသွားတာနဲ့ဘော်ဘီကိုလက်ထပ်တော့ဖို့အတွက်ပြင်ဆင်ထားလိုက်ပါရှင်ဒီနေ့တော့ဖြိုးကသင်မောတိတုတ်ကိုဆက်ဆက်လေးတုံမှဖြစ်ပါရဲ့ရှင်။ငရုတ်သီးမုတ်ကိုမတုံမဲငရုတ်သီးကြောက်ကိုကြောပြီးတော့ပုံမွှေးအောင်ထဲတုံမှဖြစ်ပါရဲ့နော်။ မြုပ်သီးကြောက်ကိုမှွေးနေအောင်ကြောပြရနဲ့ထောင်းမှုအတွေ့ပြင်ဆင်ပါရဲ့ရှင်ဒီယုတ်တိကြောက်ကြောအစွန်ကြောက်ဗပီဖုန်နဲ့ဒီယုတ်တိအစိမ်းထောင်းတို့ကိုထည့်ပြီးတော့ညက်နေအောင်ထောင်းပေးထားပါရဲ့နော် ါဒါဆိုရင်တော့တင်မောတိတို့ဖို့အတွက်အရမ်းမွေရန်ငရုတ်တီချော်ထောင်းလေးလည်းရသွားပါပြီရှင်။ဒီနေ့တင်မောတိတို့ကိုပုံမှန်တုံနေကြမဟုတ်ဖဲအာလူးပြုတ်လေးတွေပါရောတို့ဖို့အတွက်ပြင်ဆင်ထားပါရဲ့နော်။ပြုတ်ထားတဲ့အာလူးတစ်လုံးကိုအတုံးလေးတွေတုံးပြီးတော့ပြင်ဆင်လိုက်ပါရဲ့ရှင်။အားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့စားတော့ပါမယ်နော်။ချစ်ထားတဲ့တင်မောတိကိုထည့်ပါရဲ့ရှင်။ဒီရင်တော့နန်နတ်နဲ့ကြက်သောအာလူးပြုတ်တို့ကိုထည့်ပါရဲ့ရှင်။အရသာကတော့ပဲမုံ၊လက်ချီရည် သာတကြားငန်းပြရီအယုတ်သီးကြော်ထောင်းစီချက်တို့ကိုထည့်ပေးပါရနော်ဖြူကတော့ချုံမုံမတုံးပါဘူးရှင်ဖြူကအချင်းအရန်ကြိုက်လို့တမမရသီးပါထက်ထက်ပြီးရောညှိပေးထားပါရှင်ညတာအကုန်ထည့်ပြရနဲ့နှံ့အောင်အားရပါရလဲလိုက်ပါရနော် ချစ်ချင်းကန်ကန်ဆက်ဆက်လေးတုတ်တာဖြစ်လို့အရင်စကောင်းပါရဲ့ရှင်။တင်မော်တီကိုဖြိုးခုတုတ်ပြသွားတယ်လို့အာလူပြုံလေးနဲ့တုတ်စာကြည့်လိုက်ပါအောင်နော်။ရှာလဲသွားမဲ့တုံးလေးလေးတစ်ခုဖြစ်ပါရဲ့ရှင်။မယုံသီးကြော်ထောင်းအနက်လေးရလဲပူပြီးရှူရှဲချင်းကန်ဆက်တင်မော်တီတုတ်လေးကစားချင်စခွဲလေးဖြစ်နေပါရဲ့နော်။ဒီမော်ဒီတော့ကြိုက်တဲ့သူတွေတွေအဖို့ဖြိုးရတဲ့တုံးလေးတွေကအသုံးဝင်မဲ့သူယုံကြည်ပါရဲ့ရှင်။ချိုးရရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။